ဘင်းလင်းမြို့ရေရွေပေါ်မှာတိဆောက်ထားတဲ့အံ့ဖွယ်မြို့တော်ကြီးအကြောင်းကိုသိကျင်နေပြီလား။ကဘာလက်ခီးတဲ့တွေရဲ့အသေးဆွဲမျိုးတစ်မျိုးဖြစ်တဲ့ဘင်းလင်းရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ကြည့်ရအောင်ရှင်။ဘင်းလင်းမြို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကရေလွမ်းမိုးခံရတဲ့ဒေသမှာစတင်ခဲ့တာပါ။ရေတိမ်ပိုင်းတွေနဲ့ကျွန်းငယ်လေးတွေပေါ်မှာဒေသခံတွေက အခြေချနေထိုင်ခဲ့ကြတယ်ရှင်။ အချိန်ကြာလာတာနဲ့အမျှဘင်းနစ်ဟာအင်အားကြီးမားတဲ့ကုံတွယ်ရေးမျိုးတော်အဖြစ် ကြီးထွားလာခဲ့တဲ့ပင်လယ်ကိုအမိပြုပြီးကုံတွယ်မှုတွေလောက်ကရင်ဥရောပရဲ့အချမ်းသာဆုံးမျိုးတွေကတစ်ခုဖြစ်လာခဲ့တယ်။ဘင်းနစ်မျိုးရဲ့ထူးခြားချက်ကတော့ကားလမ်းတွေအစားရေလမ်းကြောင်းတွေနဲ့အိမ်တွေအဆောက်အအုံတွေကို ရေပေါ်မှာတိဆောက်ထားတာပါပဲ။ကနဝေမြောက်တဲ့တံတားတွေကကျွန်းတွေကိုဆက်သွယ်ပေးထားပြီးလှေတွေကတော့ အဓိကသွာလာရေးရင်တွေပါပဲကန်းတော်လှေစီပြီးမျိုးရဲ့အနှောက်ကိုခန်းစားရတာကတော့မမေ့နိုင်စရာအတွေ့အကြုံတစ်ခုပါပဲမင်းနစ်မှာနှစ်စဉ်ကျင်းပတဲ့ပွဲတော်တွေကလည်းကဘာကျော်ပါတယ်ညနေဖုံးဆောင်ပွဲတော် Carnival of Venice ဟာဆိုရင် ရောင်စုံအဝတ်အစားတွေနဲ့ညနေဖုံးတွေတက်ပြီးပျော်ရွှင်စွာပါဝင်ဆင်နွှဲကြတဲ့ပွဲတော်တစ်ခုပါဝင်းနစ်ဟာအမှုပညာနဲ့ယဉ်ကျေးမှုတွေနဲ့လည်းပြည့်နှက်နေတဲ့မြို့ပါ နမေကျော်အမှုပညာရှင်တွေရဲ့လက်ရာတွေကိုပြခန်းတွေပြရိုက်တွေမှာလေ့လာနိုင်ပါတယ်ရှင်။ဗင်းနီမျိုးဟာရာသီဥတုပြောင်းလဲမှုနဲ့ရေမြင့်တက်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ရေကြီးရေရှမ်းဖြစ်တာတွေကမျိုးရဲ့အခြေခံအဆောက်အအုံတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့မင်းနှမျိုးခံတွေနဲ့အစိုးရကမြို့ကိုကာကွယ်ဖို့နီလန်းမျိုးမျိုးနဲ့စ조사နေကြပါတယ်ရေကာရာတွေစောက်တာရေစည်းကြောင်းတွေကိုထိမ့်ညိတာတွေလှုပ်ဆောင်နေပါတယ်မင်းနှမျိုးရဲ့အလားပါတွေတမိုင်းကြောင်းတွေနဲ့စိန်ခေါ်မှုတွေကိုတည်သွားပြီဆိုတော့ဒီမျိုးကိုတွားလဲဖို့စိတ်ကူးနေပြီလားမင်းနဲ့ရဲ့အံဖွဲကဘာကိုကိုရိုင်းလာရောက်ခန်းစားဖို့ဖိတ်ခေါ်ပါရယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်ဆုံမယ်ရှင်။အားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်။